မင်္ဂလာပါဒီဗီဒီယိုမှာအောင်မြင်သူနဲ့ကြာရှုံးသူကိုမှအောင်မြင်သူရဲ့ mindset ရှိနေသလားသို့မဟုတ်ကြာရှုံးသူရဲ့ mindset ရှိနေသလားဆိုတာကိုလာပြီးမှခွဲခြားဖို့အတွက်ဘယ်လိုဆန်းစစ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာလာမြောက်ဝေပေးမယ်ပေါ့နော်ကိုက အောင်မြင်စေတဲ့လူလားအောင်မြင်စေတဲ့ mindset ရှိနေသလားသို့မဟုတ်ကြာရှုံးစေတဲ့ mindset ရှိနေသလား ဆိုတာကိုစစ်ဆေးနိုင်ဖို့အတွက်ကဒီအောင်မြင်စေတဲ့ mindset ကို grow mindset လို့ခေါ်တယ်ပေါ့နော်ကိုကိုမအောင်မြင်စေဘူးကိုကိုကန့်တတ်မှုတွေရှိနေတယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကနှစ် ကိုယ့်ရဲ့ mindset ပေါ့နော်ကိုယ့်ရဲ့ခံယူချက်နည်း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 နေရာမှာရှိနေတယ်ဆိုလို့ရှိရင်ကိုကဘလောက်ပဲအလုပ်ပင်ပင်ပန်းလုပ်ပါစေဘလောက်ပဲကြိုးစားနေပါစေသူများလည်းဒါပဲလုပ်တာကိုလည်းဒါပဲလုပ်တာသူများအောင်မြင်သွားတယ်ကိုကမအောင်မြင်ဘူးသူများလည်းဒီ company မှာပဲလုပ်တယ်ကိုလည်းဒီ company မှာပဲလုပ်တယ်သူများဘဝလစာရနေတာအတူတူပဲနော်အလုပ်ကအတူတူပဲလစာကအတူတူပဲဒါပေမဲ့သူများဘဝကအောင်မြင်သွားတယ်ကိုက ဒုံရင်ဒုံရင်ဖြစ်နေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ mindset မှာပြင်ဖို့လိုရပါတော့။ကိုကဘယ်တယောက်ဖြစ်နေတယ်လဲဆိုကိုက fix တမလား grow တမလားဆိုတာကိုလာကြည့်ရအောင်เนาะ။ fix mindset တမကအာဒီအောင်မြင်တယ်မအောင်မြင်ဘူးအောင်မြင်တယ်ကြရှုံးတယ်ဆိုတာအထက် fix နဲ့ grow နဲ့ခေါ်ပြီးတော့ပြောသွားမယ်ပေါ့เนาะ။ဒီ fix mindset grow mindset ဆိုတာဟို online မှာပေါ့เนาะသုံးဖို့အင်္ဂလိပ်လိုပဲပြောပြောပေါ့เนาะ။ဒီအကြောင်းအရာကိုနားလည်တဲ့လူတွေကသူတို့ဒီစကားလုံးကိုရင်းနှီးနေပြီးသားဖြစ်တယ်ပေါ့เนาะ။အဲကြောင့်ဒီဗီဒီယိုမှာကိုက fix ဖြစ်နေသလား grow ဖြစ်နေပြီလားဆိုတာကိုလာကြည့်ကြရအောင်เนาะနောက်တနည်းပြောရမယ်ဆိုလို့ရှင် fix mindset ဆိုတာမပြောင်းလဲနိုင်တဲ့ mindset ဖြစ်တယ် grow mindset ကတိုးတက်ပြောင်းလဲနိုင်တဲ့ mindset ဖြစ်တယ်ပေါ့เนาะတိုးတက်ပြောင်းလဲနိုင်တဲ့နိုင်တဲ့ state တလို့ပြောလို့ရတယ်ပေါ့เนาะနံပါတ်၁တခုက fix mindset တမားတွေကသူတို့ကဟိုအရေးအချင်းတွေအញ្ញံကြီးဉာဏ်သွေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အရာမဆိုသူတို့ကမွေးရပါပါရမီလို့ခံယူတာအဲ့လိုကိုသူတို့ကယုံကြည်တာ ဲ့ဒါကြောင့်မလို့သူတို့ကစ조사အားထုတ်မှုကိုလည်းယော့နေစေတယ်မ조사တော့ဘာကြောင့်လဲဆိုတော့သူတို့မ조사တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကသူတို့ရဲ့လုပ်ရက်ကလည်းအဲ့ဒီအတိုင်းဖြစ်မှာပေါ့နော်ဘာကြောင့်လဲဆိုသူတို့ကအော်ငါတို့နဲ့ငါတို့ငါတို့မွေးရပါမပါလားလို့သူတို့ခံယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လေအော်အောင်မြင်မှုတွေကတိုးတက်မှုတွေကဒီဖြစ်နိုင်တာတွေကဒီအရေးချင်းကမွေးရပါအမပါလာတော့သူကပါလာတာဖြစ်တာအဲ့လိုမျိုးတွေးတာပေါ့နော်အဲအကြောင်းလို့သူတို့ရဲ့လောက်ရတဲ့အကုံလုံးကအဲ့ဒီအဲ့ဒီဖက်ကိုပြောင်းသွားစေတာအ တကယ်တမ်းက grow mindset တမားတွေကသူတို့ကဘယ်လိုခံယူကြလဲဆိုလို့ရှင်အရင်အချင်းတွေညံရီညံသွေးတွေပါရမီတွေ talents တွေအကုန်လုံးကလေးလာလို့ရတယ်လေ့ကျင့်လို့ရတယ်သင်ယူလို့ရတယ်လို့သူတို့ကခံယူတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီနေ့မရှိသေးဘူးဆိုလို့ရှင်လေသူတို့ရှိလာအောင်ကိုသူတို့ကလေ့လာတယ်သင်ယူတယ်စူးစမ်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ရဲ့လုပ်ရက်တွေကအဲ့ဒီဘက်ကိုယိုင်သွားတာဖြစ်တယ်နံပါတ်1တစ်ခုက မွေးရပါပါရမီပါပြီးသားဟိုမှာတော်တယ်ဟိုချမ်းသာတယ်အောင်မြင်တယ်ဆိုတော့အော် तू မွေးရပါကလေးက तू ပါပြီးသားလို့သူတို့ကခံယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စူးစမ်းအားထုတ်မှုကိုသူတို့မသုံးတော့အာဘာလို့လဲဆိုအော် तू ငငယ်ကလေးက तू ကငငယ်ကလေးကဟိုသူတော်တာ तू ဒီဟာကိုငကူကလေးက तू ကကျွမ်းကျင်နေတာ အော်အေးဘောသူကတော့ဖြစ်နိုင်မှာဗောသူကဒီလိုလေးဥမောကောင်းတယ်လေအဲ့လိုမျိုးเนาะဒါက fix mindset တမားတွေပြောတဲ့အရာဖြစ်တယ်ဗောเนาะ grow mindset တမားတွေခါကြတော့သူတို့ညံရေညံသွေးတွေသူတို့ရဲ့အစွမ်းအစားတွေအရေးချင်းတွေကိုသူတို့လိမ့်လာတင်ယူလို့ရတယ်လို့သူတို့ခံယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲသူတို့ခံယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလိမ့်လာမှုစူးစမ်းအားထုတ်မှုကို အဲဆိုရင်လုံးလောက်တရားရှိရှိနဲ့ကိုသူတို့ကလုတ်တာပေါ့နော်သူတို့ကငါငမွေးလာကြတဲ့မှာတော်တာလို့သူတို့ကမခံယူဘဲနဲ့ကိုသူတို့ပို့တော်ဖို့အတွက်ပို့ကောင်းဖို့အတွက်ကိုသူတို့ကလုတ်ဆောင်တာဖြစ်တယ်ပေါ့နော်တကယ်မမိတဲ့ငငယ်တော့ကလေအာဘတ်အာတကယ်စာသားစူးစားတယ်ပေါ့နော်မတော်ဘူးဒါပေမဲ့စာသားစူးစားတယ်အရင်လည်းမေ့ဆိုးပါတယ်ဒါပေမဲ့အာကြောင်းနေတဲ့အခါမှာတစင်ပင်ချင်း ိုးတက်မှုတွေရလာတဲ့ခါကျတော့ဟိုဒီထက်အိမ်ဘီကဒီထက်မှဝင်ပွဲဆိုလို့ရင်သူကပြောအေး तू ကအုံလောက်ကောင်းနေ तू ကအဲ့လိုပဲသူငငယ်ကလေးက तू ငငယ်ကလေးကအဲ့လိုမျိုးကိုဖြစ်တာပေါ့နော်တကယ်တမ်းသူတို့ပြောတဲ့ဟာကလေဖြစ်နေတာမဟုတ်ဒီထက်ကဆွဲရှိရှိနဲ့ကိုလိလာတက်တဲ့လူဖြစ်တာပေါ့နော်ကိုကအဒီထက်ငငယ်တော့ကအယံပွဲရချင်တယ်ပေါ့နော်ခြေတို့ရွာမှာဆိုလို့ရှင်မိန်းကလေးတရားပွဲရတဲ့လူမရှိသေးဘူးပြီးအစိုးတိဖြစ်ဒီထက်တို့ဆွေမျိုးမှာအမျိုးအတိုင်းဝိုင်းမှာဆိုပမာစကားတော့မပြောတတ်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီထက်က ရတဲ့လူဖြစ်ချင်တယ်အမျိုးထဲမှာကိုပထမဦးဆုံးဘွဲရတဲ့လူဖြစ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုကိုက PC လေးကလေးကနေအာစူးစမ်းတာပေါ့နော်အဲ့ကြောင့်စူးစမ်းအထုံးမှုရှိလို့ကသူတို့ထက်နည်းနည်းလေးပိုတတ်တာပဲရှိတာပေါ့နော်နောက်တစ်ခုက fix mindset တမားတွေကစင်ခုံမှုတွေကိုရှောင်တယ်ဘာကြောင့်လဲဆိုသူတို့မလုံနိုင်ဘူးသူတို့မဖြစ်နိုင်ဘူးသူတို့ကြော်လွားနိုင်မယ်လို့သူတို့မယုံကြည်ဘူး ပြီးတော့သူတို့လုံနိုင်တယ်သူတို့ယုံကြည်မှုရှိနေပြီးသားသူတို့ကျွမ်းနေပြီးသားသူတို့တတ်နေပြီးသားအရာကိုလည်းသူတို့ကလုပ်ချင်တာပေါ့နော် grow mindset တမားတွေခါကြတော့စိန်ခေါ်မှုကိုအဲလက်ခံတယ်ပေါ့နော်သူတို့ကဒီအခက်ခဲကဒီစိန်ခေါ်မှုကငါရဲ့တက်လန်ငါခွင့်ရရစေဖို့အတွက်ဖြစ်တယ်ငါပို့တော်စေဖို့အတွက်အခွင့်ရတခုအနေနဲ့ကိုကင်သွဲဖြည့်ရှင်းပြီးတော့မှကိုစိန်ခေါ်မှုကိုရင်ဆိုင်တဲ့လူတွေဖြစ်တယ်ပေါ့နော် ။နောက်တစ်ချက်ခါကျတော့ fake mindset တမားတွေကလွယ်လွယ်လေးနဲ့အရှုံးပေးတတ်တယ်။လွယ်လွယ်နဲ့လက်လျှော့တာပေါ့နော်။အာ give up easily ပေါ့နော်။တကူကူလုပ်တဲ့အခါမှာတို့အခက်ခဲတွေကိုတွေ့တယ်ဆိုလို့ရှင်တို့ကလက်လျှော့ပလိုက်တယ်။တို့မမြင်ဆိုင်အောင်တို့လွယ်လွယ်လေးနဲ့လက်လျှော့တယ်။ သူတို့အခက်ခဲကိုတွေးပြီဆိုလို့ရှိရင်အော်ငါဒါနဲ့မထိုက်တန်ဘူးပေါ့နော်ငါနဲ့ငါဒါနဲ့မထိုက်တန်ဘူးဆိုပြီးတော့သူတို့ရဲ့အရေးချင်းကိုသူတို့ပယ်ပလိုက်သူတို့ထပ်ပြီးမှကြီးထွားလာတဲ့အရေးချင်းကိုသူတို့ပယ်ပလိုက်တာဖြစ်တယ်ပေါ့နော် grow mindset တမားခါကျအဲ့ဒီအရာနဲ့စန့်ကျင်ဘက်ဖြစ်တယ်ဘယ်တော့မှအချုံးမပေးဘူး သူတို့ကြရှုံးခဲ့ရင်တော့မှအဲ့လိုသူတို့ကြရှုံးမှုကိုသင်ခန်းစာအနေနဲ့သူတို့သင်ယူတဲ့လူတွေဖြစ်တယ်ပေါ့နော်။အော်နောက်တစ်ခါကြရင်ငါနီးပြောင်းပြီးတော့ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကိုသင်ယူတတ်တာပေါ့နော်။အာဒီချဲဒီချဲတက်ကတူတက်တဲ့အချိန်မှာမမ်းမိတယ်ပေါ့နော်။ဒီချဲအဲ့လိုမျိုးဟိုကက်ဆက်တွေအဲ့ဒီခေတ်တုန်းကက်ဆက်တွေအာ MP3 တွေခစ်ဖြစ်တယ်ပေါ့နော်။အဲ့ဒီဆိုင်မှာကိုအလုံရတာဒီချဲတောင်ကြီးမှာပေါ့နော်။ဒီချဲကအာပင်လောင်းမှာနေတယ်ပင်လောင်းစာတီဖြစ်တယ်ဒါမဲ့တောင်ကြီးမှာကြောင်တက်တာပေါ့နော်။ တောင်ကြီးမှာတက်ကတူတက်ပြီးမှအလုပ်ရတယ်လစာလည်းမများဘူးဒါပေမဲ့အာဘလို့ပြောမှလဲဆိုလို့ရှိရင်အဲ့ဒီမှာလုတ်တယ်သူတို့နာရီတွေနိုးဆက်နာရီတွေကက်ဆက်တွေသူတို့ရောင်းတာပေါ့နော်အဲ့သူတို့ရောင်းတဲ့ဟာကိုကိုကသွားပြီးမှကိုအလုပ်သွားလုပ်တယ်ဆိုပါဆိုသူတို့ဆိုင်မှာကိုအလုပ်သွားလုပ်တယ်နာရီတစ်လုံးကွဲသွားတယ်ဆိုလို့ရှိရင်အဲ့နာရီတန်ဖိုးကိုရော်ရမှာအဲ့လိုမျိုးပေါ့နော်ကိုက လုတ်ပြောက်တယ်သူမဟုတ် customer တွေနဲ့ကိုကတခုခုလုတ်တဲ့အခါမှာတခုခုပြက်စီးသွားတယ်ဆိုလို့ရှိရင်ကိုကရော်ရမှာပေါ့နော် အဲ့ခါကျတော့အမေကိုတခြားပြောပြရတယ်ပေါ့နော်အလုပ်ကတော့ရရတယ်လာစားလဲဒီလောက်လာစားတော့ဒီလောက်တလောက်ပေါ့နော်အကြောင်းပိတ်တဲ့အချိန်မှာဒီမှာလုံးလဲရမလားပေါ့နော်အဲ့ဒါနဲ့ဒါမဲ့သူတို့ကတော့ဒီလိုဒီလိုဖြစ်ရင်တော့ကိုယ်ရော်ရမယ်ပါညာပြောတယ်လို့အမေတို့ပြောပြတာပေါ့နော်ရော်ပဲပြန်လာပေါ့နော်မလို့လဲဆိုတော့အမေတို့ကသူတို့က လွယ်လွယ်နဲ့အရှုံးပေးတယ်စင်ခုံမှုတို့ကြောက်တယ်ပေါ့နော်။အော်နင်တာဝန်ယူရမယ်နင်ကောင်းအောင်လုပ်ရမယ်နင်ဂယူဒီဇိုင်းလုပ်ရမယ်နင်အဲ့လိုမျိုးသူတို့မပြောဘဲနဲ့ဩရွာမှာပဲပြန်လာခြံပဲပြန်လာလုပ်လိုက်တယ်ပေါ့နော်။နင်သူများဟာလွတ်ပြောက်နေုံမဲ့ပေါ့နော်။ဘာလို့လဲဆိုလို့ရှင်အာ comfort zone safe zone မှာပဲနေချင်တာပေါ့နော်ဟိုသူတို့ရဲ့စိတ်စိတ်တွေသူတို့ရဲ့စိတ်နေစိတ်ထားတွေကလေဘာကြောင့်လဲဆိုတော့သူဒါလေးလုံနိုင်သူတို့သူတာဝန်ယူတဲ့အတွေ့အကြုံရှိတယ်သူဒီလိုဒီလိုဖြစ်တယ်ဆိုတော့သူတို့မမြင်ဘူး ကြောက်တာပေါ့နော်အကြောက်တရားကဖုံးလွှမ်းနေတာပေါ့နော်ဟိုကိုက fix တမလား grow တမလားဆိုတဲ့ဟာကိုစမ်းစစ်လို့ရတယ်နောက်တစ်ချက်က fix mindset တမတွေကစ조사အားထုတ်မှုတွေကို조사အားထုတ်မှုတွေကိုအကျိုးရှိတယ်လို့သူတို့ကမမြင်ဘူးမဟုတ်လဲဆိုတော့သူတို့ကအဲ့ဒီ조사အားထုတ်မှုတွေကမတော်လို့조사ရတာလို့သူတို့ကမကြွန့်ကျင်လို့သူကဒီအရာကိုမကြွန့်ကျင်လို့သူ조사နေရတယ်လို့လည်းမြင်တယ်လို့အဲ့ဒီ조사အားထုတ်မှုက တက်လန်းဖြစ်တယ်သူတို့ပြောင်းလဲနိုင်တဲ့လန်းဖြစ်တယ်ဆိုတာလည်းသူတို့မမြင်တာပေါ့နော်သူတို့ရဲ့ shutdown ကအဲ့လိုမျိုးဖြစ်တာပေါ့နော် fix grow mindset တမန်ခါကြတော့အဲ့ဒီအရာနဲ့ဆန့်ကျင်ဘဲဖြစ်တယ်ကျိုးစားအထုံးမှုကသူတို့ဖြစ်ချင်တဲ့အရာသူတို့ကြွန့်ကျင်ချင်တဲ့အရာကိုသွားစီသွားမြ мян ရောက်နိုင်စေတဲ့လမ်းကိုသူတို့မြင်တာလမ်းလို့သူတို့ကမြင်တာပေါ့နော်မြင့်မြင့်မမကြွန့်ကျင်မှုမြင့်မြင့်မမအောင်မြင်မှုကကျိုးစားအထုံးမှုနဲ့လုံးဝဝိရိယရှိမှုကတန်ဖိုးရှိတယ်လို့ အကျိုးရှိတယ်လို့သူတို့ကမြင်တာပေါ့နော်အဲဒါကြောင့်မလို့သူတို့ကစူးစမ်းအားထုတ်မှုကိုသူတို့ရှောင်ချားမဲ့အစားသူတို့ကပို့ပြီးတော့မှကိုစိန်ခေါ်တယ်ပို့ပြီးမှရင်ဆိုင်လိုက်တာပေါ့နော်ပို့ပြီးမှကိုစူးစမ်းကြတာပေါ့နော်ပြီးရင် fix mindset တမနောက်တစ်ခုကဝေဖန်မှုကိုလစ်လျူရှုတာလစ်လျူရှုတာဆိုလိုချင်တာက သူတို့ six တို့သူများတကူကူသူတို့ဝေဖန်တယ်ဆိုလို့ရှင်သူတို့ရဲ့ဖြစ်တည်မှုကိုသူများကလာပြီးတော့မှကိုစိန်ခေါ်တယ်သူများကသူတို့ကိုအထင်သေးတယ်သူများကသူတို့ကိုအပြစ်တင်တယ်လို့သူတို့ကမြင်တာ သူတို့ဥပမာဒီသူများဝေဖန်တဲ့အရာကိုသင်ခန်းစာယူဖို့ပြောင်းလဲဖို့ဆိုတဲ့ဟာကိုတိတ်မမြင်လို့ဘူးပေါ့နော် grow mindset တမားခါကြတော့ဝေဖန်မှုကိုသူတို့ရဲ့တက်လန်အဖြစ်သူတို့ကခံယူတာပေါ့နော်သူများကအနေနေတို့ဒီလိုလှုပ်လို့ဒီလိုဖြစ်ပါတယ်ဆိုမှ customer ကို complain တက်တာကိုဝေဖန်တာဆိုလို့ရှင်ကိုက ဲ့ဒီဝေဖန်မှုကိုအပြစ်မမြင်ဘူးပြီးလို့ချင်းလစ်လို့လည်းမရှုဘဲနဲ့ကိုအော်ငါကဒီအရာထပ်ဖြေးလိုက်ရင်ဒီထပ်ပိုကောင်းသွားမယ်ဆိုတဲ့အရာနဲ့ကိုခံယူပြီးတော့ကိုဝေဖန်မှုကိုလက်ခံတယ်သူဖြစ်တယ်ပေါ့နော်အာဝင်းစုကလည်းဘယ်လိုပြောမှလဲကို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  grow mindset တမရှိအောင်လို့ကိုကက train ယူရတယ်ပေါ့နော်အရာရာကတင်ယူလို့ရတယ်အော်လုံးခဲ့တဲ့နည်းနည်းလောက်တော့ပေါ့နော်ဒီဒီ online မှာ Thai ဘာသာစကားလေ့လာတဲ့စာအုပ်တွေရောင်းတဲ့အခါမှာ အာကတ်စတမတယောက်အရန် complain တက်တာပေါ့နော်ဟိုကိုရဝန်ထမ်းတွေဝန်ထမ်းကနေရတော့ဟုတ်ပါတယ်နေရတော့စ조사တယ်ပေါ့နော်နင့်အရေးချင်းကိုလည်းငါအတိမတ်ပြုပါတယ်အဲ့ဒါကြောင့်မလို့နင့်စင်မှာလည်းဟိုနင်တန်ဖိုးရှိတဲ့စာအုပ်စည်းကြီးနဲ့ကိုငါဝယ်ပေးတယ်ဟိုနင့်နင့်ရဲ့စာအုပ်ကိုလည်းတန်ဖိုးကြီးကြီးနဲ့ကိုလည်းငါအဆက်ဆုံးဝယ်တယ်ဆိုတာနင့်ရဲ့조사အားထုတ်မှုကိုငါအတိမတ်ပြုတာဒါပေမဲ့နင်ဘလောက်ပဲတော်ပါစေနင်ရဝန်ထမ်းတွေကိုနင်ကောင်းကောင်းမထွင်းကောင်းကောင်းမတင်ဘူးဆိုလို့ရှိရင်နင်ရဝန်ထမ်းတွေကဘလို့ဘလို့ဖြစ်တယ်ပါညာပေါ့နော်အော်သူက ဟိုဘယ်လိုပြောမှလဲကိုကကိုယ့်ရဲ့ဝန်ထမ်းကိုမ train တတ်ဘူးကောင်းကောင်းမတင်တတ်ဘူးသူကအဲ့လိုမျိုးပုံစံပြောပေါ့နော်ဘာလို့လဲဆိုတော့ဝန်ထမ်းနဲ့ customer နဲ့ကြားမှာအခြေတင်ဖြစ်သွားတာပေါ့နော်အဲ့ဒါသူ့ကိုကြီးကျယ်တောင်းနေပန်းနေစကားတွေပန်းနေအဲ့အဲ့လိုမျိုးဖြစ်ပြီးတော့တင်ခန်းစာယူတယ်ပေါ့နော်အဲ့ဒီနေ့နေစားပဲကိုကိုကိုအကြီးကျယ်တုံးတတ်တယ်ပေါ့နော်အဝင်းစိုးကလေးဩလို့ငါကအာသူတို့တွေကငါဘယ်လိုပြောရမှာလဲအဲသူတို့ဘယ်လိုပြောမှာလဲဟိုဈေးရောင်းတဲ့လူဆိုတာက ဟိုကတ်စတမာတွေဘယ်တော့ပဲကြီးများဘယ်စက်ကစိတ်မတူရအောင်စိတ်မဆိုးရအောင်ပေါ့နော်အဲကတ်စတမာတွေရဲ့ရှူဒေါင်းဘာလို့သူတို့ကြီးများတယ်လဲဆိုလို့ရှင်ကိုတို့နားလဲသူတို့သူတို့နားမလဲဘူးဒီစားအောက်ကဘလောက်ကောင်းတယ်ဘယ်လိုကောင်းတယ်ဆိုသူတို့ကမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မှမေးပိုင်ခွင့်ရှိတယ်သူမှအထင်သေးပိုင်ခွင့်ရှိတယ်သူတို့မှအာကိုကိုဟိုကလုတ်ပိုင်ခွင့်ရှိတယ်ပေါ့နော်သူတို့မေးပြီးသူတို့မဝယ်လဲကိုကဖြေရမယ့်တာဝန်ရှိတယ်ကိုကစိတ်ဆိုးလို့မရအောင်ပေါ့နော်အဲခါကျတော့ကတ်စတမာတွေရဲ့ရှူဒေါင်းကသူတို့က ကိုတို့ရဲ့ဗီဒီယိုအစင်တကြမြင်ပြီးတော့မှကိုတို့ကပြေဝနားလေနေတယ်လို့မဟုတ်တခါလေကြာရင်ဒီ post ကိုအခုမှမြင်ပြီးတော့ကိုစိတ်ဝင်စားပြီးတော့လာဝင်မေးတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲကိုရဲ့ကိုရဲ့အဝန်ထမ်းတွေကိုကိုစာပြန်ပေးနေတဲ့ admin တွေကိုကိုကပြန် train ပေးရတာပေါ့နော်အော်သူတို့အာ customer တွေရဲ့ shoot down ကိုမြင်တတ်စေဖို့အတွက်ကိုထပ်ခါထပ်ခါ train ပေးရတယ်ပေါ့နော်ကိုကိုတိုင်ကလည်းသင်ခန်းစာယူရတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ခါကျတော့ အတခါတလေကြိုင်သူများသာပြောရင်မခံချင်စိတ်နဲ့ဟိုတုံ့ပြန်ပြီးတော့အဲ့ဒီဝေဖန်မှုကိုသင်ခန်းစာအဖြစ်ဟိုမယူမိတဲ့အခါတွေလည်းရှိတတ်တယ်ပေါ့နော်ဒါပေမဲ့ကိုက grow mindset တမဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အောင်မြင်တဲ့လူဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောင်းလဲရတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ခါကျတော့ fix mindset တမကသူများရဲ့အောင်မြင်မှုကိုသူတို့ကမကြိုက်ဘူးသူတို့ကသူတို့ကိုချင်းချောက်ချင်းခံရတယ်လို့ခံစားရတယ်ပေါ့နော်တော့မဟုတ် အသူများအောင်မြင်မှုကိုတို့တော့မနာလို့တလို့လို့တို့မကြိုက်တလို့လို့အဲ့လိုမျိုးပေါ့နော် and အတိမတ်မပြုတ်ခြင်းကိုအဲ့လိုမျိုးပေါ့နော်ပြီးတော့သူများရဲ့အောင်မြင်မှုကိုလည်းအတိမတ်မပြုတ်ဘူးအထင်သေးတာပေါ့နော် grow mindset တမားခါကြမဟုတ်သူများရဲ့အောင်မြင်မှုကိုတို့ကလုံဆောင်မှုအဖြစ်ခွန်အားအဖြစ် သွန်အားအဖြစ်ကိုတို့ကယူတယ်ပေါ့နော်။သူများရဲ့အောင်မြင်မှုကိုမြင်တဲ့အခါမှာတို့ကအားရကျနေပြီးတော့အော်သူတို့တောင်မှစူးစမ်းတာပဲငါလဲငါလဲငါဖြစ်ချင်တဲ့အရာတွေငါဖြစ်နိုင်ပါတယ်ဆိုတဲ့ဟာသူ့ရဲ့လုံဆောင်မှုအဖြစ်သူ့ရဲ့သွန်အားအဖြစ်ကိုသူကခံယူတာပေါ့နော်။အဲဒါကြောင့်မလို့ကိုကသူများအောင်မြင်တဲ့အခါကျလို့ရှိရင်အီးအဲ့လိုမျိုးဖြစ်နေသလားသို့မဟုတ်ကိုကဟဲ့တူတောင်လုံနိုင်တာပဲငါလဲစူးစမ်းမင်းငါလဲငါဖြစ်ချင်တဲ့ဟာတွေဖြစ်နိုင်ပါတယ်ဒီနေ့မဖြစ်လဲနောက်နေ့ဖြစ်မယ်ဒီနေ့မဖြစ်လဲနောက်နေ့ဖြစ်မယ်ပေါ့နော်။နောက်တစ်ချက်က fix mindset တမားတွေကအောင်မြင်မှုကိုအကန့်အသတ်ရှိတယ်လို့သူတို့ကခံယူတာဘလို့ဘလို့ဘလို့လဲဆိုတော့ဥပမာတယောက်ကအောင်မြင်ရင်တယောက်ကတယောက်ကနေရာရရင်တယောက်ကနေရာပေးလိုက်ရမယ်လို့သူတို့ခံယူတာပေါ့နော်ဟောဥပမာအော် तू ကအောင်မြင်နေတာငါအောင်မြင်သွားရင်တယောက်ယောက်ကငါအတွက်နေရာဖယ်ပေးရမယ်လို့သူအဲ့လိုမျိုးထင်တာပေါ့နော်တကယ်တမ်းကအောင်မြင်မှုကတယောက်နဲ့တယောက်လည်း तू ထတ်တူထတ်တူ မကြတလို့နေပဲခြင်းလည်းမတူဘူးရှူတောင်းခြင်းလည်းမတူဘူးပုံစံခြင်းလည်းမတူဘူးပေါ့နော် grow mindset တမားခါကြတော့အောင်မြင်မှုကအကန့်တမ်းမဲ့ဖြစ်တယ်လို့ယုံကြည်တာပေါ့နော် grow mindset တမားတွေကအောင်မြင်မှုတိုးတက်မှုစူးစမ်းအားထုတ်မှုကိုအကောင်းအကောင်းတယ်လို့သူတို့ကမြင်တတ်တာပေါ့နော်အဲကြောင့်မလို့ကိုက fix တမလား grow တမလားဆိုတာကိုဒီဗီဒီယိုအားဖြင့်ကွာဆန်းစစ်လို့ရတယ်။စောနာကနားထောင်သွားပြီးတော့တိတ်မမတ်မိသေးဘူး။ကိုကဘယ်ထဲမှာပါလဲမသိသေးဘူးဆိုလို့ရှင်ဗီဒီယိုကို share ထားပါ save ထားပါပြီးလို့ရှင်ပြန်မေးပါပေါ့နော်။ကိုဘလို့ဆန်းစစ်လို့ရတယ်လဲဆိုတာကိုထပ်ပြီးတော့မျှဝေပြီးမယ်။ဥပမာကိုကဘလို့အခြေအနေမှာဘလို့တုံတွေးရရင်ကိုက fix တမဖြစ်နေသလား grow တမဖြစ်နေသလားဆိုတဲ့ဟာကိုဆက်ကြည့်ကြရအောင်နော်။ ကိုပြဿနာတစ်ခုခုတွေးတဲ့အခါမှာတစ်ခုခုဖြေရှင်းဖို့ကိုကိုဘယ်လိုပြောမှလာပြီးမှတိုက်ခိုက်တာလာပြီးမှထိခိုက်တာခံရတဲ့အခါကျလို့ရှိရင်ကိုကဘယ်လိုတုံ့ပြန်တယ်လဲကိုဘယ်လိုပြန်တုံ့ပြန်တယ်လဲဆိုတာကို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 တတိလေးနဲ့ပေါ့နော်ဟိုဟိုတိုင်းစကပုံရှိတဲ့စတိမှပညာကပေါ့နော်စတိဆိုတာတတိပညာဆိုတာပညာပေါ့နော်လူကတတိရှိပြီဆိုတာနဲ့ကိုပညာလာတယ်ပေါ့နော်ဥပမာအာကိုကအချိန်မီတတိချက်မှကားကိုလာတိုက်တယ် ကိုကတတိမြင်တာဖြစ်တဲ့အတွက်ကြောင့်ကိုကရှောင်လိုက်တယ်။ရှောင်လိုက်တော့ကိုကပညာရှိသွားတာပေါ့နော်။ဘာကြောင့်လဲဆိုကိုကတိုင်းမခံရအောင်ပထမကတတိအရင်လာတယ်ပေါ့နော်။အာသူတို့ဘာလို့လူတွေက meditation လုပ်တာလဲ။ဘာလို့သူတို့တရားထိုင်တာ meditation လုပ်တရားထိုင်တာတော့မဟုတ်ဘူးနော်။ဟိုအာအရဟံနိစ္စပုဒ်တော်တွေတော့မဟုတ်ဘူး။ဆိုလိုချင်တာသူတို့ကသူတို့ရဲ့လေရှုသက်ကိုသူတို့ကစမ်းစစ်ကြည့်တယ်။သူတို့ရဲ့အသွေးခေါ်သူတို့စမ်းစစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကတတိရှိတာ။ အကျင့်အကုန်လုံးကကျင့်ယူလို့ရတယ်ဗောနော်လူကမပြုံးတတ်ရင်လည်းပြုံးတတ်ဖို့ကျင့်လို့ရတယ်စကားမပြောတတ်ရင်လည်းပြောတတ်ဖို့ကျင့်လို့ရတယ်စင်ပေါ်မှာစကားပြောမကြွမ်းဘူးဆိုလို့ချင်းလည်းပြောကြွမ်းအောင်ကျင့်လို့ရတယ်ဗောနော်လူဆိုတာကဘယ်အရာမှမဆိုအကုန်လုံးသင်ယူလို့ရတယ်လူကမွေးရမွေးလာတဲ့အချိန်မှာဘာမှမတတ်ဘူးငိုပဲငိုတတ်တယ်ဗောနော်ဘာမှမတတ်တာတော့မဟုတ်ဘူးငိုတော့ငိုတတ်တယ်ထမင်းလည်းမစားတတ်ဘူးထိုင်လည်းမတတ်ဘူးမတက်ရက်လည်းမတတ်ဘူးပြေးလည်းမတတ်ဘူးအီးလည်းမပါတတ်ဘူး အမေတို့ကတင်ပေးရတယ်ခလေးလေးခလေးလေးတွေမြင်ပူးကြမှာပါเนาะသူတို့ဟိုငယ်ငယ်တော့ဆိုသူတို့ဝမ်းမတော်အေးမပါတတ်တယ်လေသူတို့နှုတ်ဆိုးတဲ့အချိန်မှာတော့အော်တိုမက်တစ်နှုတ်ရည်ပဲပြန်ပြီးမှပါတာဖြစ်တဲ့အတွက်ကြောင့်သူတို့ပါတယ်ပါနိုင်တာပေါ့เนาะဒါပေမဲ့သူတို့မာတဲ့အစားအစာစားပြီဆိုလို့ရှင်ဟိုအမေတွေကအဲဆိုတဲ့မျိုးချင့်ပေးရတာပေါ့เนาะတင်ပေးရတာအာတကယ်လို့ ကိုမွေးရမွေးလာတဲ့အချိန်မှာအီးမပါတတ်ဘူးကို့အမေကတင်ထားပေးတဲ့ဆိုမယုံဘူးဆိုရင်ကို့အမေကိုပြန်ပေးကြည့်ပါပေါ့နော်အမေလည်းညစ်ကိုခဲရတယ်ပေါ့နော်အဲ့ဒါမှကိုကသဘောပေါက်တာပေါ့နော်ငငယ်တော့ကိုအစားတော့မစားတတ်ဘူးပေါ့နော်အစားတော့မစားတတ်ဘူးနှိုးဆိုးတယ်ပြီးလို့ရှိရင်အစာကိုအဆင့်ဆင့်ကိုကနေကျင့်ကျင့်ယူလာတာပေါ့နော်မတက်မတက်လည်းကိုမရက်နိုင်ဘူးမတ်လည်းရက်လည်းမရက်တတ်ဘူး သွားလည်းမသွားတတ်ဘူးပြေးလည်းမပြေးတတ်ဘူးပေါ့နော်ဘာမှကိုကိုမလုပ်တတ်ဘူးအခုအခုအချိန်နေထိကိုတက်လာတာဆိုတာကကိုအကုန်လုံးတင်ယူလာခဲ့လို့ဖြစ်တယ်ဒါပေမဲ့ဒီလောက်အချိန်နေထိတင်ယူလာပြီးမှတော့အောင်မြင်တဲ့လူတယောက်ဖြစ်ဖို့အတွက်ပေါ့နော်လူဖြစ်ရကြိုးနှက်စီဖို့အတွက်ကိုထပ်ပြီးမှနည်းနည်းတင်ယူနည်းနည်းထပ်ကျင်းနည်းနည်းထပ်ပြောင်းလဲလိုက်မယ်ဆိုလို့ရှင်ကိုလည်းအောင်မြင်တဲ့လူဖြစ်နိုင်တယ်လေနော်အဲ့ဒါကြောင့်မလို့ဒီထက်တိုးတက်မယ်ဒီထက်အောင်မြင်မယ်ဒီထက်ချမ်းသာမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကဘယ်နည်းနဲ့ဆန်းစစ်လို့ရတယ်လဲဆိုတာကိုထပ်ပြီးတော့ပြောပြမယ် အခက်ခဲတစ်ခုခုနဲ့ကိုယ်ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကြလို့ရှင်စိတ်သက်ကြပြီးတော့ဘယ်လိုပြောမှလဲရှောင်ရှားခြင်းတလားကြောက်ပြီးတော့ရှောင်ရှားခြင်းတလားသို့မဟုတ်အဲ့ဒါကိုရင်ခုန်စွာနဲ့ကိုယ်စင်ခုန်မှုကိုကိုကအာအဲ့ဒီ challenge ကိုကိုကယူပြီးတော့စူးစမ်းပြီးကြော်လွားတဲ့လူဖြစ်တလားပေါ့နော်ကိုကရှောင်ရှားတယ်ဆိုလို့ရှင် fix တမဖြစ်နေတယ်ဒီအစင်ခေါ်မှုကိုလက်ခံပြီးတော့မှကိုစိတ်လှုပ်ရှားစွာစူးစမ်းပြီးမှဖြတ်တန်းနေဆိုလို့ရှင်เนาะ grow mindset တမားဖြစ်တယ်ပေါ့နော်အမ်နောက်တစ်ခုကအမားတကူအမားတကူခုလုံမိတဲ့အခါမှာပေါ့နော်အဲ့ဒီအမားကိုရှက်စရာကြောက်စရာဘယ်လိုပြောမှလဲ ဖြစ်ပြီးတော့ကိုကိုကိုအပြစ်တင်ပြီးတော့ကို သူများမသိအောင်ဖုံးကွယ်ဖို့စူးစမ်းနေတဲ့လူလားသို့မဟုတ်ကိုရဲ့အမားကိုကိုကပြုတ်ပြင်ပြီးတော့ကိုရဲ့အဲ့ဒီအမားကိုသင်္ခန်းစာအဖြစ်မြင် ပြီးတော့ပြုတ်ပြင်တဲ့လူဖြစ်သလားပေါ့နော်ဝင်းဆိုတော့အာယုံကြည်သူဆိုတဲ့ဆိုလို့ရှိရင်ကိုအမားတကူကူလောက်တဲ့အခါကြလို့ရှိရင်ပေါ့နော်ကိုကမှားတယ်ဆိုတာသူများရှေ့မှာသွားပြီးမှတက်တည်ခံသွားပြီးမှပြောပြဆံမလို့ပါတခါတလေကြရင်အာ ဘယ်လိုပြောမှလဲကိုကတော့အပြစ်ကြီးကြီးလုပ်တာတော့မဟုတ်ဘူးနော်ဆိုလို့ချင်တာကိုလူတိုင်းကမားတယ်ပြောမှားတာဟိုမှာဒီချက်ဝင်းစုံတို့ဆိုင်လိုက်လွဲ့နေစကားမားပြောတယ်အဲ့လိုမျိုးပေါ့နော်အော်တခါလေးကျကိုက live တွေပြန်ကြည့်တဲ့ခါကျအော်ငါဒီတစ်ခါကျငါဒီလိုမျိုးပြောရင်တော့မားတယ်နော်ခါကျရင်တော့ပြင်ရမယ်ပေါ့နော်ကိုအဲ့လိုမျိုးပြုတ်ပြင်ရတာပေါ့နော်အဒီဟာကိုဒီလိုမျိုးပုံစံလုပ်လဲလို့မားသွားပြီဆိုလို့ရှင်အဲ့ဒီမားတဲ့နေရာမှာပဲနစ်ကြံမနေပဲနဲ့ကိုအော်တင်ခန်းစာအဖြစ်ကိုတင်ယူပြီးအော်နောက်တစ်ခါကျရင်ဒီလိုကိုရှောင်ရမယ်ဆိုတဲ့ဟာကို အတုံးအတုံးပြုတ်တာပေါ့နော်အဲကြောင့်ကိုအမားလုံးမိတဲ့အခါကျရင်ဘလို့ပုံစံတုံပြန်တယ်လဲဆိုတဲ့နေရာမှာလဲကိုက fix တမလား grow တမလားစစ်စစ်လို့ရတယ်နော်တစုံတယောက်ကကို့ဝေဖန်တဲ့အခါမှာပေါ့နော်ကိုကဟိုလစ်လူရှုသလားတော့မဟုတ်အဲ့ဒီဝေဖန်မှုကိုကိုရဲ့တက်လန့်အဖြစ်ကိုပို့ပြီးမှတိုးတက်စေဖို့အတွက်ဟိုဝေဖန်တယ်ဆိုတာတကယ်တမ်းအရင်ကောင်းနေသလား ။ဘာကြောင့်လဲဆိုကိုမမြင်တဲ့ရှူတောင်းကနေကိုမြင်သွားအောင်သူများပြောပေးတာပေါ့နော်။အဲဟိုမှာကိုရဲ့နောက်စိတ်ကိုကိုကမမြင်ဘူးကွာ။သူများဝေဖန်တယ်၊သူများအပြစ်တင်တယ်ဆိုလို့ရှိရင်ကောင်းတာကောင်းတဲ့ပုံစံပဲအပြစ်တင်ဝေဖန်ဖန်ဆိုတဲ့ပုံစံပဲကိုကဝေဖန်ဖန်ပေါ့နော်။ဝေတင်ယူရမှာပေါ့နော်။အာဘာလို့လဲဆိုသူတို့ဝေဖန်တဲ့အရာက ့ဩငါဒီအကွက်လုံနေသေးပါလားဆိုတဲ့ဟာလေးကိုတင်ယူရအောင်ပေါ့နော်ဝင်းစုကဟိုအရင်လွန်ခဲ့တဲ့တနေ့နှစ်နှစ်လောက်တော့ပေါ့နော်အဲ့လိုပဲအော်တငယ်ချင်းနဲ့နင်ကဒီလိုဒီလိုစီမံမတက်ဘူးနင်ကဒီလိုဒီလိုဖြစ်ရမှာပေါ့နော်ဒါဒါဒါပဲနင်တိရမှာဒါဒါဒါပဲနင်လုပ်ရမှာနင်ကအကုန်လုံးလိုက်ချုပ်နေတယ်နင်အလုံးမလုံးတက်ဘူးပေါ့နော်အော်အပြစ်တင်တာပေါ့နော်ဟိုပြောတဲ့ပုံစံကတော့အပြစ်တင်တဲ့ပုံစံဖြစ်တဲ့ဒါမဲ့ကိုကအဲ့ဒီအရာကိုသင်ခန်းစာယူတယ် ဘာကြောင့်လဲဆိုတော့အော်ငါက तू ပြောတာမှန်နေပါလားပေါ့နော် तू ဒီလိုဒီလိုဖြစ်ရမှာပေါ့နော်တခါတလေကြာရင်ကိုကလေဘာလို့လို့ပြောင်းလဲရလွယ်လွယ်လေးဖြစ်အောင်ပြောင်းလဲမှမမသိရမယ်ကို့အပြစ်လာတင်တဲ့လူကို့ရန်လာရှာတဲ့လူကပဲကို့ပြန်ပြီးမှတင်ခန်းစာပေးတဲ့လူမျိုးလည်းဖြစ်နိုင်တာပေါ့နော်အကြောင်းကိုကဘလို့တုံ့ပြန်တယ်လေပေါ့သူများရဲ့ဝေဖန်မှုကိုဘလို့တုံ့ပြန်တယ်လေအဲ့ဒီအရာနဲ့ဆန်းစစ်လို့ရတယ်ပြင်လို့ရတယ်โอเคပြီးရင်တော့တစ်ချက်ကသူများအောင်မြင်မှုကိုကိုကမြင်ရတဲ့အခါကျလို့ရှင်ကိုကမနာလိုစိတ်နဲ့ ဟိုဟာဖြစ်သလားတော့မဟုတ်ဘူးအထင်သေးသလားတော့မဟုတ်သင်ခန်းစာဖြစ်တင်ယူပြီးတော့ကိုကိုတွန်းအားဖြစ်ဆွဲအားဖြစ်စံပြအဖြစ်ကိုကိုကလုပ်သလားနောက်တစ်ချက်ကစူးစမ်းအားထုတ်မှုပေါ့နော်စူးစမ်းအားထုတ်မှုကိုမတော်လို့စူးစမ်းနေရတယ်လို့မြင်သလားတော့မဟုတ်စူးစမ်းအားထုတ်မှုကိုကိုရဲ့တက်လန်ကိုရဲ့ပိုကြော်တော်လာစေဖို့ပိုကြွန့်ကျင်လာစေဖို့အခွင့်အလမ်းလိုမျိုးမြင်သလားပေါ့နော်ဒီအရာအဖြစ်ကိုကိုဆန်းစစ်လို့ရတယ် ဗီဒီယိုကိုဒီအပိုင်းထည့်ကြည့်လာပြီဆိုလို့ရှိရင်ကိုက fix သမားအချက်များနေတယ် grow သမားဖြစ်ချင်တယ်သို့မဟုတ်ကိုကဒီလိုမျိုးကို sunset look ကိုမထိဘူးမ sunset တတ်နေဘူး grow သမားဖြစ်ချင်တယ်အောင်မြင်တဲ့လူဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုလုတ်တဲ့အရာပေါ်မှာမမူတည်ဘူးเนาะဆန္ဒကဗီဒီယိုအစမှာပြောသွားတယ်ပေါ့เนาะနေပဲတခုမှပဲလုပ်တယ်အလုတ်ကအတူတူပဲလုပ်တယ်လုပ်ငန်းမျိုးစားတူတယ်ဒါမဲ့တယောက်ကအကြီးကျယ်အောင်မြင်တယ်တယောက်ကမအောင်မြင်ဘူးတချို့လူဆိုရှုံးအောင်ရှုံးနေတယ် ုမ္ပဏီတစ်ခုမှပဲအလုပ်လုပ်တယ်လှစာအတူတူပဲတယောက်ကအရန်ချမ်းသာတယ်တယောက်ကစင်ရဲနေတယ်ဆိုလို့ရှင်ကိုကဘယ်လိုပြောမှလဲစဉ်းစားကြည့်လေနော်လုတ်တဲ့အရာပေါ်မှာမမူတည်ဘူးလေနော်ခံယူတဲ့ခံယူချက်ပေါ်မှာပဲကြွာတာလေဥပမာလှစာအတူတူကတယောက်ကချမ်းသာပြီတယောက်ကမချမ်းသာဘူးဆိုလို့ရှင်တော့ဘယ်လိုပြောမှလဲအတွေးခေါ်ပဲကြွာတာလေနော်အဲ့ဒါကြောင့်မလို့ကိုက grow mindset တမားဖြစ်ခြင်းနဲ့ ကရူမိုင်းဆက်တမဖြစ်ခြင်းနဲ့ဆုံးဖြတ်ချက်တွေခြားတတ်ခြင်းနဲ့ကိုအိမ်မက်မဲ့ရဲတတ်ခြင်းနဲ့ဘောနော်အာဘလို့အိမ်မက်ဘလို့ dream ကိုဘလို့ရေးရမယ်ကိုကိုဘလို့စတင်လုပ်ရမယ်ကို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 ရဲ့ကိုရဲ့ mental ပေါ့ကိုရဲ့ mentality ကိုရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုရင်ဆိုင်ရမလဲကို emotion ပေါ့နော်လူတွေကလူတွေကအဲ့လိုမျိုးပေါ့နော်ဟို emotion ကိုခံစားချက်ကိုအရန်ရှိတန်းထားတယ်ပေါ့နော်အာ fix တမားတွေက emotion အရင်ရှေ့တန်းထားတယ် grow တမားခါကျ emotion ကိုအရင်ရှေ့တန်းရှေ့တန်းကိုမထားတော့ဘောနော်ဘာလို့လဲဆိုတော့အဥပမာလုံလုံတဲ့အခါကျရင်တငယ်ချင်းအလုပ်တူတူပေါင်းလုပ်တယ်ဆိုလို့ရှိရင်တငယ်ချင်းကတငယ်ချင်းအလုပ်ကအလုပ်အလုပ်အလုပ်ထဲမှာကပြောတာတွေဆိုတာတွေအပြစ်တင်တာတွေရှင်းရမယ်ဒါပေမဲ့အလုပ်ထဲမှာပြောပြီးတော့တငယ်ချင်းတန်ရိုးစင်ကိုထိခိုက်သွားတယ်ဆိုလို့ရှိရင်သူတို့က ခံစားချက်ကိုရှေ့တန်းထားနေသေးရဲ့လူဖြစ်တယ်ပေါ့နော်တကယ်တမ်းအလုတ်ကအလုတ်ပါစနေရပါစနေမယောလေနော်စကားစကားအဖြစ်တော့ပြောတတ်ကြတယ်ဒါပေမဲ့လက်တွေ့မှာလက်လက်တွေ့မှာအတုံးအတုံးတိတ်မပြတ်တတ်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကကိုက fix အ fix တမားကနေ grow တမားဖြစ်အောင်မလုံနိုင်ဘူးလို့ဆိုတဲ့ခံယူချက်ကနေလုံနိုင်တယ်လို့ရှိအောင်ဆုံးဖြတ်ချက်မချရဲဘူးဆိုလို့ချင်းဘာကြောင့်ဆုံးဖြတ်ချက်မချရဲရတာလဲ ယုံကြည်မှုမရှိဘူးဆိုတော့ဘာကြောင့်ယုံကြည်မှုမရှိရတာလဲကိုကအကြောက်တရားလွမ်းမိုးနေတယ်ဆိုရင်ဘာကြောင့်အကြောက်တရားလွမ်းမိုးတယ်လဲဆိုတဲ့ဟာကိုရှာလို့ရတယ်ရှာလို့ရတယ်ပြောင်းလို့ရတယ်ပေါ့နော်အရာရာကတင်ယူလို့ရတယ်ဆောနာပြောတဲ့လိုမျိုးကိုတို့မွေးလာတော့ကဘာမှမတတ်လာဘူးအကုန်လုံးကိုတင်ယူလာလို့ဒီအခြေအနေထိကိုရောက်လာတာပေါ့နော်သူနည်းသူပဲ နောက်ထပ်ကြောက်နေတဲ့အခြေအနေကနေနောက်ထပ်အခြေအနေတစ်ခုဖြစ်ဖို့အတွက်ပြောင်းလို့ရတယ်ပေါ့နော်ဝင်းဝင်းစုတင်တဲ့တစ်ခုဖွင့်ထားတယ် the best version of you in 90 days ပေါ့နော်ရက်60အတွင်းကိုကိုယ့်ရဲ့ mindset တစ်ခုလုံးကိုပြောင်းလဲသွားမှာပေါ့နော်မဖြစ်နိုင်တဲ့အခြေအနေကနေဖြစ်နိုင်သွားကိုယ့်ရဲ့အကောင်းဆုံး version ဒီတင်တဲ့အတက်ပြီးတော့ကိုယ်တသက်လုံး version အစ်စ်နဲ့ပုံစံအစ်စ်နဲ့ ပြောဆိုမှုပုံစံတက်အတွေးခေါ်အတင်းတွေကိုသွားနိုင်မှာဖြစ်တယ်ပေါ့နော်ယုံကြည်မှုမရှိဘူးစိတ်တက်ကြနေတယ်ဆိုလို့ချင်းစိတ်တက်ကြွပြီးတော့ယုံကြည်မှုအပြည့်နဲ့ရှောက်နိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချတယ်ယုံကြည်မှုဆိုတာကြင့်ယူလို့ရတယ်ဘလို့ပုံစံကြင့်ယူလို့ရတယ်လဲဆုံးဖြတ်ချက်ချတယ်ဆိုတာဆုံးဖြတ်ချက်ချတိုင်းမှန်ဖို့အတွက်ဘလို့ကြင့်ယူရမလဲဘလို့ရှောင်ရမလဲဆိုတာကအစားတင်နန်းထဲမှာတင်ကြပြေးမှာဖြစ်ပါတယ်တင်နန်းကဒီတင်နန်းက၃လတင်ပါ ကိုရက်ပေါင်း90ပေါ့နော်၃နာတင်မှာဖြစ်တယ် zoom နဲ့တင်ပေးမယ် zoom နဲ့ zoom မတက်အားတဲ့လူတွေကတော့ online class ရှိတယ်ပေါ့နော်ကိုဒီတင်နန်းကိုတက်ပြီးတော့တင်ယူပြီးတော့ပြောင်းလဲမှုမရဘူးကိုရဲ့အတွေးခေါ်တွေပေါ့နော်ကိုရဲ့လုပ်ရည်တွေဘာမှမပြောင်းသွားဘူးဆိုလို့ရှိရင်တင်နန်းချေးပြန်ရောက်မှာဖြစ်တယ် ်တင်နှန်းကြေးကတင်နှန်းကြေးပြေးက3999ဘတ်ကိုဒီဗီဒီယိုမြင်တဲ့လူတိုင်း2590ပဲကြံတဲ့အပြင်ကို AI အခြေခံတင်နှန်းပါတင်ယူခွင့်ရမှာပေါ့နော် AI နည်းပညာကအင်္ဂလိပ်စာတွေပါဒီအများကြီးတက်ဆက်မလို့ကိုယ်မြန်မာစာပမာစကားတက်ယူနေကိုမြန်မာစာတော့မမှန်တော့မ AI ကဖတ်တတ်နေတယ်ပေါ့နော်သူ့ကိုအသုံးပြုပြီးကိုယ့်ရဲ့ဘဝတက်လန်းဘယ်လိုခြာရမလဲအလုတ်ကင်ခွင့်လန်းဘယ်လိုတိုးပွားရမလဲဆိုတာကဆိုတာကအစားပေါ့နော်တင်ယူရပြီးတော့ဒီ AI တင်နှန်းပါလက်ဆောင်ရတယ် တင်နှန်းကျဲက2590ကိုအွန်လိုင်းတက်မယ်ဆိုလို့ရှင်1590ပဲတက်တယ်9ရက်အကန့်တက်ပဲပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်မှာ2025ခုနှစ်မှာကိုပြောင်းလဲတဲ့လူဖြစ်ချင်တယ်ကိုမဖြစ်ဖူးတဲ့ version ကိုမလုတ်ကိုမလုတ်နိုင်ခဲ့ဖူးတဲ့ပုံကူကနေတကယ် version အစ်စ်ပေါ့နော်လုတ်နိုင်တဲ့လူယုံကြည်မှုရှိတဲ့လူဆုံးဖြတ်ချက်ချတတ်တဲ့လူရေမှန်းချက်ချမှတ်တတ်တဲ့လူရေမှန်းချက်ဘယ်လိုချမှတ်ရမှာကအစဒီနှစ်မှာ2025ခုနှစ်မှာကို ဆုံးဖြတ်ချက်မချရဲတဲ့လူကိုမလုပ်ရဲတဲ့လူယုံကြည်မှုမရှိတဲ့လူအကြောက်တရားအနေနဲ့လွမ်းမိုးနေတဲ့လူကနေ version အစ်စ်ဖြစ်တည်မှုအစ်စ်ပုံစံအစ်စ်နဲ့ပုံစံအစ်စ်နဲ့ဆုံးဖြတ်ချက်ချရဲတဲ့လူရည်မှန်းချက်ချမှတ်တတ်တဲ့လူချမှတ်တဲ့ရည်မှန်းချက်ကိုလည်းရရှိမယ်လို့ယုံကြည်မှုအပြည့်နဲ့အကြောက်တရားကင်းစွာနေကို ပုံစံအစ်စ် version အစ်စ်ကိုသွားချင်တယ်ဆိုလို့ရှင်ဒီအာဒီတင်တန်းကိုလာတက်ကိုတက်ရမယ်2025မှာလူတစ်ဖြစ်ဖို့အတွက် the best version of you in 90 days တင် တင်နန်းကိုလာတက်ပါเนาะလုံးဝအာမခံတင်နန်းဖြစ်တယ်၃လလုံးလုံးလိုက်လုပ်ပြီးမှပြောင်းလဲမှုမရဘူးဆိုလို့ရှင်တင်နန်းကြီးပြန်အန်ပေးမှဖြစ်တယ်။ version အစ်စ်ဖြစ်ဖို့ဒီတင်နန်းမှာတွေးကြမယ်เนาะ